ကဲကျွန်တော်ညီကိုငငယ်ချင်းမိတ်ဆွေတွေကျွန်တော်ချိုကနန်းနဲ့ထွက်ပြီးဒါ၃နိုင်လဲထိုးကန်နေသွားပြီဆိုတော့ကျွန်တော်ကနန်းတစ်ချက်လောက်ပြုတ်ပေးမယ်ပေါ့နော်အချင်းကတော့ကျွန်တော်မပြောင်းပါဘူးအမှန်ကတော့အချင်းမင်းကျွန်တော်တို့ပြန်ကြိုင်မယ်အဲ့ဒါကိုမှကီးကတော့2ခွန်300ငါကီးဖြစ်ပါတယ်နော်အဲ့တစ်ချောက်ရှိကီးဒီမှာကတော့ကျွန်တော်တို့ထိပြီးသားဖြစ်တာဖြစ်တယ်တော့ကျွန်တော်တို့ကဒီညနေမှာ2ခွန်300ငါကီးထိရမယ်ပတ်တိတိလဲ20ခွန်ဖြစ်ပါတယ်ပတ်တိ20ခွန်ဖြစ်တယ်အချိုကနန်းညာ300ခွန်နဲ့40 40 40ဆိုတာလေ3003အခုရနေပဲကျွန်တော်တို့ဖြစ်တယ်30ထိုင်ဝမ်30လေ3003အခုရပဲဖြစ်တာဖြစ်တဲ့တော့ကျွန်တော်တို့က6နောက်ပိတ်ကြရတယ်6နောက်ပိတ်ကြရတယ်ဆိုရင်ကျွန်တော်တို့ကတခွက်ကောင်းကိုတော့မဖြစ်မနေပြန်ပြီးတော့ထိုးရမယ်96ရဲ့မိဖက်ကနန်းနေဖြစ်တဲ့ကနန်းဆိုလို့ရှိလို့ရှိရင်96ရဲ့မိဖက်ကနန်းဖြစ်တဲ့ကနန်းနေကဘာရှိလဲဆိုတော့ကျွန်တော်ပြပြပါမယ်29ရှိပါတယ်28ရှိပါတယ်16ရှိပါတယ်19ရှိပါတယ်18ရှိပါတယ်ဒါတွေကသူ့ရဲ့မိဖက်ကနန်းနေဖြစ်တာဖြစ်တော့ဝမ်ကျင်းနဲ့ညီးတီး ညီးတီဖြစ်စေမညီးတီဖြစ်စေကျွန်တော်တို့က100%ပြန်ပြီးတော့ကိုထိုးကိုထိုးရမယ်ထိုးရမယ်ခဏလေး၅ခွက်လောက်ကိုလည်းကျွန်တော်စီပြီးတော့ကျွန်တော်ပြန်ရင်းပေးပါမယ်တခေါက်ကောင်းကိုမောင်ကိုမှာကစားချင်းပါတယ်ဆိုတော့ဒီညနေကတော့29ဆိုတဲ့ခဏကအလုံးဝတခေါက်ကောင်းဖြစ်ပါတယ်6နောက်ပိတ်ကြာပြီးတိုင်းမှာသူကအဲလေကိုပတ်တီးကို၄ကိုပတ်တီးကို6နောက်ပိတ်ကြာပြီးတော့ရင်၄ကိုပတ်တီးကို29ဒီတခေါက်ကောင်းချင်းနေပေါ့100%ထွက်ကိုထွက်တဲ့ခဏဖြစ်ပါတယ်ကျွန်တော် break လိုက်ခိုင်းထားတဲ့မိတ်ဆက်တငယ်ချင်းတွေကကျွန်တော်ပေးထားတဲ့ break ကိုပဲ လိုက်ပါအဲကျွန်တော်စီကလာယူထားတဲ့ညီကိုငယ်ချင်းမိတ်ဆွေတွေဆိုရင်တခြားတွေကိုပြာမများပါနဲ့အဲ break အဲမှာမပါတော့လဲပဲဒီညနေမှာတော့29တကောကောင်းကထည့်ပြီးတော့ထိုးပေးပါနော်ကျွန်တော်ပေးထားတဲ့ break ဒီ29ဆို1ပါ1 break လုံးဝမဟုတ်ပါဘူးကျွန်တော်ပေးထားတဲ့ break ကဒါကျွန်တော်ပေးထားတဲ့ break တသက်တီးတန့်ရှိပါနော်ပထမ break ဒုတိယ break ဆိုပြီးကျွန်တော်ခွဲပြီးတော့လည်းပေးထားပါဗါးတတောင်းနဲ့လာယူတဲ့မိတ်ဆွေတွေကိုတော့နှစ်ခုလုံးကျွန်တော်နှစ်ကတ်လုံးပေးထားတာဖြစ်ပါတယ်တကတ်ထွက်တာနဲ့တကတ်ဆက်လို့ပြီးတော့ကျွန်တော်တို့ကလိုက်ပြီးတော့ကစားပေးရမှာဖြစ်တယ်ပေါ့ကျွန်တော်ကိုယုံကြည်တယ်ဆိုတော့မိတ်ဆွေတွေကျွန်တော်ကို ဒါအာတပေါင်းပေါ့နော်တပေါင်းဒါဝင်ကြီးနဲ့ဝင်ထားတဲ့မြေကိုငွေကြေးမိတ်ဆွေတွေဆိုရင်တော့ Telegram group ထဲမှာလည်းကျွန်တော်ထည့်ပေးထားပါတယ်အဲ group မှာလည်းကျွန်တော်တင်ပေးထားပြီးပြောပေးထားပြီးဖြစ်ပါတယ်အဲ့တော့ညနေမှာဗာပဲရရအဲဒါထောင်မိတ်ကြတာဖြစ်တဲ့အတွက်နှစ်ကိုတကွက်ကောင်းကတော့ဒါမှမဖြစ်မနေထိုးပါနှစ်ကိုတကွက်ကောင်းမဖြစ်မနေထိုးပြီးသွားပြီဆိုရင် ကျွန်တော်က2.35ကီးနဲ့ကျွန်တော်ကြိုက်တဲ့ခန်းလေးလေးကျွန်တော်ပြန်စီပြီးတော့ပြန်ထုတ်ပေးပါမယ်ဇာတိကတော့3တလုံးကြံပါသေးတယ်ဒီကြံနဲ့ကျွန်တော်ပြောချင်တာက လေးကိုထွက်သွားပြီဆိုတော့လေးရဲ့ကိုမှာကိုထွက်သွားပြီဆိုတော့လေးကိုကျွန်တော်တို့ကဒါနားလို့ရပါတယ်ပြန်ပြီးတော့ဘာကိုလိုက်ရမလဲဘာကိုထိုးရမလဲဆိုရင်သုံးဘက်ဒီတလုံးလိုက်ရှင်နဲ့လိုက်ပါသုံးဟုတ်နှစ်ခွန်တုံညာငါးနဲ့ဒီညနေမှာကတ်ပြီးတော့ကျွန်တော်တို့ကစားလို့ရပါတယ်အဲ့ဒါကိုမှမကစားချင်ပါဘူးကျွန်တော်တို့ကအာကျွန်တော် တင်ပြီးတဲ့ရေးပြီးတဲ့ရွေးဒီ6 6ကြောင့်မလို့ကြာလာနိုင်တဲ့မိဖက်ကနန်းလေးကိုပဲကျွန်တော်တို့ကစားမယ်ဆိုရင်လည်းကျွန်တော်စီပေးထားတဲ့ကနန်းလေးပဲကစားလို့ရပါတယ်အဲဒါမှမဟုတ်ကျွန်တော် break လာယူခြင်းနဲ့ဆိုလို့ရှိလို့ရှိရင်လည်း break လာယူလို့ရပါတယ်ဩကော့ပါကျွန်တော်အဲထဲမှာ2ခွက်ထည့်ပေးထားပါတယ်အဲတော့အားလုံးပဲထီထီမီမီထိုးပါပေါက်ကြပါစေဩကော့26လဲဒီညနေမှာမိပါစေကျွန်တော်ဒီမှာလဲဒါ အာ YouTube ကညီကိုတငငင်းမိတ်ဆွေတို့ကျွန်တော်ပြစ်ထားပါအောင်နော်ဟိုဘက်မှာကျွန်တော်တပေါင်းနဲ့ပေါ့ဘေးတပေါင်းနဲ့ချပေးတယ် group တပေါင်းကျွန်တော်ခေါ်ပေးမယ်ဒီမှာလည်းကျွန်တော်ညီကိုတငငင်းမိတ်ဆွေတွေအားလုံးပေါ့အောင်လို့ကျွန်တော်အကောင်းဆုံးစီစဉ်ပေးနေပါတယ်ပြောပေးနေပါတယ်ယုံကြည်တယ်ဆိုတော့ထိုးပါညနေ29အောက်ွက်လေးမိပါစေနှစ်ခွန်ပတိပါခင်ဗျခေရအောင်လုံးမယ်လေးနိုင်ခွဲမှာကျွန်တော်ပြန်ဆုတ်မယ်နော်